hello မြန်မာခင်ဗျာကျွန်တော်ဒီနေ့ပြပြသမယ်တော့ဒီ page အကြောင်းဖြစ်ပါတယ်ဒီ page က copyright နဲ့ချိန်တိမှာ page quality အနေနဲ့ဖြစ်နေတယ် page is at risk ဖြစ်နေတယ်ဒီ page is at risk ဖြစ်တဲ့ဥစ္စာ copyright ထိတဲ့ဥစ္စာဘလို့ affiliate တင်ပြီးမှဆင်းရလောက်သွားရမလဲဆိုပြီးဒီနေ့ဒီပြီးတော့အားလုံးအသေးစိတ်လုပ်ပြီးကျွန်တော်ပြပြရှင်းပြပေးမှဖြစ်ပါတယ်အဲ့အတွက်ကျွန်တော်အိမ်ဆုံးပြပေးမှဒါကြတော့ပထမတစ်ယောက် add ထားတဲ့ page ပေါ့နော် copyright နဲ့ချိန်တိမှာ page quality အနေနဲ့ဖြစ်တဲ့ဥစ္စာကျွန်တော်ပြုပြင်ပေးပြီးအချိန်တူအတွင်းမှာ page ကဆင်းတော့ခဲ့တယ်ဆိုတော့ဆက်လက်ပြပြပြီး live group ကျွန်တော်ပြပေးဖြစ်ပါတယ်ဒီဥစ္စာကို ယ်အဲ့ဒီပုံစံအတိုင်းစင်းအောင်ကျွန်တော်လုပ်ပြပေးမှာဖြစ်ပါတယ်အဲ့အတွက်ကျွန်တော်အိမ်စိုးသူရဲ့ page main ကိုလာလိုက်ပါမယ် main ကိုလာပြီးဆိုကျွန်တော်အောက်မှာတစ်ချက်စစ်ကြည့်သွားမယ်ဆိုရင်ဒီ page owner တင်ထားတဲ့ content တွေအားလုံးက agency နဲ့ပတ်သက်ပြီးတင်ထားတဲ့ content တွေဖြစ်တဲ့အတွက်ကြောင့်မို့တစ်ခါတစ်ချက်ရှိကျွန်တော်ဒီလိုမျိုး document စာရွက်စာတမ်းတင်တဲ့အခါမှာဒီစာရွက်စာတမ်းမှာကျွန်တော်ဒီနာမည်ဒီ ID အချက်လက်ပါညာပါတဲ့အတွက်ကြောင့်မို့ portfolio ID ပါညာပါတဲ့အတွက်ကြောင့်အခုလိုမျိုး stake ကလေး highlight လုပ်ပြီးမှ page မှာတင်သွားနိုင်ရတယ်ဒီ account owner တော့ပထမတော့ကမသိနားမလဲပဲနဲ့သူက highlight မလို့ပဲတင်သွားခဲ့တဲ့ချိန်မှာ straight နေချင်းတိမှာ pitch quality အညာဖြစ်သွားခဲ့ပါတော့ပထမတော့ကတော့လွန်ခဲ့တဲ့လေးလလောက်က straight တချင်တိသွားခဲ့တယ်အခု6ရက်အရှိတ် straight တချင်တိတဲ့အတွက်ကြောင့်မို့ကျွန်တော်ရှင်မှာ service line edition မှာကျွန်တော်ဒီ pitch ကိုပေးချာစစ်ဆေးပြီးမှပြုပြင်ထားတဲ့အတွက်ကြောင့်မို့ request debut တင်ဖို့တင်နေကျွန်တော်အသေးစိတ်လုပ်ပြီးကျွန်တော်ပြောပြရှင်းပြပြီးမယ်အဲ့အတွက်ကျွန်တော်တို့ request debut မတင်ခင်အရင်ဆုံးကျွန်တော် page မှာရှိနေတဲ့အမားနဲ့ပတ်သက်ပြီးကျွန်တော်အားလုံးဖြည့်ဖြည့်သွားရမယ်ဒီ page owner ကကျွန်တော်ပြောတယ် ဒီတဦးတယောက်ရဲ့တက်ပုံပညာတင်နေဆိုရင်သူတို့တက်ပုံပြန် edit လုပ်ပြီးတင်ရတယ်ဒီ travel agency နဲ့ပတ်သက်ပြီးအလုပ်လုပ်တဲ့အတွက်ကြောင့် ID အချက်လက်နဲ့ပတ်သက်ပြီးတဦးတယောက်ရဲ့ဒီငွေလွှဲ screen shot နဲ့ပတ်သက်ပြီးဒါမှမဟုတ်လို့ရှိရင်ဒီ passport ဆောင်နဲ့ပညာနဲ့ပတ်သက်ပြီးတင်ဟာဥစားရှင်အားလုံးဖြတ်ပါပြီးလို့ရှိရင် sticker ပညာအုပ်ပြီးတင်ပါလို့ပြောတဲ့ချိန်မှာကျွန်တော်ပြောတဲ့အတိုင်းအားလုံးလိုက်နာပြီးဆောင်ရွက်ထားတယ်လိုက်နာပြီးတင်ထားတဲ့အတွက်ကြောင့်ဒီ page က corporate content တွေအားလုံးဖြတ်ထားပြီး edit လုပ်ပြီးတင်ထားတဲ့ content တွေရှိတဲ့အတွက်ကြောင့် request တွေပြုတင်ဖို့အဆင်သင့်ဖြစ်တဲ့အတွက်ကြောင့် request view ကျွန်တော်တင်ပြပေးမယ်အဲဒါဆိုကျွန်တော် request view မတင်ခင်ကျွန်တော် default တစ်ချက်တောင်းမယ် helen support တစ်ချက်နေမယ်ပြီးရင်ကျွန်တော် sport and boss တစ်ချက်နေတောင်းမယ် ပြီးရင်ကျွန်တော်ဒီမှာ URL အလတ်တစ်ချက်ထောက်သွားမယ်အကယ်လို့ကျွန်တော်ဒီထဲမှာ copy post copy connect ရှိရစဉ်အဲ့ဒီ copy post copy connect အားလုံးဖြတ်သွားရမယ်ဘလို့ဖြတ်သွားမယ်ဆိုပြီးအရှိပြီဒီမှာကျွန်တော်တင်ပြထားတဲ့ error set တစ်ချက်တွေ့ချင်နိုင်ပါတယ်ဒီ page မှာတော့ copy post copy connect ပတ်သက်ပြီးကျွန်တော်အားလုံးဖြတ်ထားပြီးပြီးအတွက်ကြောင့်မို့ဒီ page ကို request review တင်ပြီးမှစိမ်းအောင်လုပ်ပြပေးမှဖြစ်ပါတယ်အဲ့အတွက်ကျွန်တော်ဒီဖက်မှာ suspended ဖြစ်နေတဲ့ဥစ္စာနဲ့ပတ်သက်ပြီးကျွန်တော်တစ်ချက်အနည်းချင်းနဲ့ကျွန်တော်ရှင်းပြပေးပါမယ် ကျွန်တော် page ကအခုလိုမျိုးဒီ page recommendation you are recommendation are suspended ဖြစ်သွားခဲ့ပြီဆိုလို့ရှိရင်တော့ဒီ star ကျစ်ကျစ်ခဲ့ဖြစ်သွားခဲ့ပြီဆိုရင်တော့ကျွန်တော် page မှာ post အသစ် content အသစ် blog ပဲတင်တယ်လူအများစီကိုမရောက်ဘဲနဲ့ဒီ page မှာရှိတဲ့ follower အနည်းပါးစီပဲရောက်တဲ့အတွက်ကြောင့်မို့ reach engagement ကျတော့ခဲ့မယ်ပြီးလို့ရှိရင် page ရဲ့ suggest ပါညာအလုပ်ပိတ်တော့ခဲ့တဲ့အတွက်ကြောင့်မို့အထူးကူဆက်ဖို့လိုတဲ့ဒါဘာကြောင့်ပိတ်လဲဆိုလို့ရှိရင်တော့ကျွန်တော်ဒီ page မှာ straight နေချိန်ထိတော့ခဲ့တဲ့အတွက်ကြောင့်ပိတ်တော့ခဲ့တယ်ပြီးလို့ရှိရင်ဒီ page မှာ straight ထိတဲ့ admin account ပေါ့နော်ဒီ admin account လည်းအနီရဖြစ်တော့ခဲ့တဲ့အတွက်ကြောင့်မို့ဒီ admin account ကိုဒီ page ကနေထုတ်ပြီးမှအဲ့ဒါမှဒီဥစ္စာပြုပြင်မှတာရင်ဒီဥစ္စာပြန်မှပြတော့ခင်မယ် ဒီမှာသူကတော့ attest mention လုပ်ပြီးထားတာပါဗောနော်ဒီမှာဆိုရင် page history violation company standard ပေါ့နော်ပြောမစင်ရင်တော့ဒီ page မှာရှိတဲ့ admin account တွေအားလုံးက တန့်ရှင်းတည့်ရရမယ်အားလုံးစိမ့်နေရမယ်အကယ်လို့ page admin account အနေအားဖြစ်နေတဲ့အဝိုင်းအောင်ဖြစ်နေ straight ထိနေရဆိုရင်တော့အဲ့ဒီ admin account နဲ့ဆက်လက်ပြီး post content တင်မယ်ဆိုရင်အဲ့ဒီ admin account မှာရှိတဲ့ page manager group manager အားလုံးမှာ rich englishman ကြတော့ခင်မယ်နောက်တစ်ခု content ကျတော့ဒီ fraud content နဲ့ပတ်သက်ပြီး sensitive ဖြစ်တဲ့ content နဲ့ပတ်သက်ပြီးမဟုတ်မမှန်တဲ့သတင်းမျိုးနဲ့ပတ်သက်ပြီးတင်တော့ခဲ့တယ်သူများ content violation ပါ냐တိကျ admin လို့ပဲတင်တော့ခဲ့တယ်ဆိုရင်လည်း page non recommendation ဖြစ်တဲ့အထူးကြိုးစားဖို့လုပ်တယ်ဒီဥစ္စာကျတော့ pitch history ဘာလို့ရှင်းပေါ့နော်အခုနောက်အတိုင်း pitch မှာ quality အနည်းအောင်ဖြစ်မယ်အဝိုင်းအောင်ဖြစ်မယ် straight ဘာညာ ထိမယ်ဒါမှမဟုတ် page မှာတင်ထားတဲ့ content တွေက violation ဖြစ်မယ်ဆိုလို့ရှိရင်လည်းအခုလိုအတိုင်းဒီ not accommodation ဖြစ်တာပေါ့နော်နောက်တစ်ခုကျတော့ clip page span quality နဲ့ပတ်သက်ပြီးမလို့ပြောမစမဟုတ်မမှန်တဲ့နဲ့ပတ်သက်ပြီးဒါမှမဟုတ်ရှင်ကျွန်တော် video တင်တဲ့ခါမှာ video အထက်က အကြောင်းညာဇေယောင်းနဲ့အကြောင်းညာဖြစ်ပြီးမယ် video tamil photo kaba photo မှာတော့ comma လေးချောချောလေးပုံနဲ့အခြားအကြောင်းညာနဲ့ပတ်သက်ပြီးတင်ထားတဲ့စင် tamil ပုံနဲ့ video အထက်အောက်ဆန်နဲ့ match မဖြစ်လို့ရှိရင်လည်း span ဖြစ်တော့ခဲ့ပါတယ်အဲ့ဒီမျိုး အဲ့လိုမျိုး content နဲ့ပတ်သက်ပြီးမှလည်းတင်သွားလို့မရဘူးနောက်တစ်ခုကျွန်တော်တို့စာရေးတဲ့ခါမှလည်းကျွန်တော်ဒီ Facebook policy နဲ့မလုပ်ခင်တဲ့စာသားတွေရေးပြီးတော့ခဲ့တယ်ဒီတဦးတယောက် dead body နဲ့ပတ်သက်ပြီးတေချောင်းနဲ့ပတ်သက်ပြီးဒါမှမဟုတ်တဦးတယောက်ဆွဆွဲတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတင်တော့ခဲ့တယ် blacklist sponsor မျိုးတင်တော့ခဲ့တဲ့ဆိုရင်လည်းကျွန်တော်တို့ page က page not recommendation ဖြစ်တဲ့တော့ကျွန်တော် else attribute ဆက်ဖို့လိုတဲ့နောက်တစ်ခုကျတော့ adverse violation policy ပေါ့နော် adverse policy ဆိုတော့ကျွန်တော် page ကျွန်တော် page ရဲ့ add အပိုင်းဆို registry ဖြစ်နေတယ်ဒါမှမဟုတ်ရှင်ဒီ admin account မှာ registry ပါညာဖြစ်နေတဲ့ add အပိုင်းမှာဆိုရင် edit user face လုပ်ပြီးမှ page မှာ post content တင်လို့ရမယ်အဲကလို admin account straight ထိထားတဲ့ admin account ပြည့်ပြည့်အချင်းကြာတယ်ဆိုရင်အဲ့ဒီ admin account ဒီ page ကနေထုတ်ပြီးမှ admin attack ခံပြီးမှအဲ့ဒီ admin အတင်းနဲ့ post content တင်ပြီးတောင်းမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ page no recommendation ပျောက်သွားခဲ့ပါမယ်အလိုလိုနေပေါ့နော်ဒါပေမဲ့ဒီဥစ္စာတော့ကျွန်တော်တို့ request debut အင်ဇွန်တင်ရပါမယ်အဲ့အတွက်ကျွန်တော်တို့ request debut တင်ဖို့ဆိုလို့ရှိရင်တော့ဒီ main ကိုတစ်ချက်ပါမယ်ပြီးရင် definition နေမယ်ပြီးလို့ရှိရင်ကျွန်တော်ဒီအောက်ဆုံးက give feedback ကိုတစ်ချက်ထောက်သွားမယ်ပြီးရင်အပြရန် button လေးတစ်ချက်ထောက်သွားလိုက်ပါမယ်ပြီးရင် allow တစ်ချက်နေမှာ ဒီပုံစံတန်းလေးဖြစ်လာခဲ့ပြီဆိုရင်တော့ကျွန်တော်ဒီအပေါ်မှာကျွန်တော် pitch မှာဖြစ်ပြတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးကျွန်တော် pitch မှာဖြစ်နေတဲ့ issue နဲ့ပတ်သက်ပြီးကျွန်တော်ဒီမှာ mention လုပ်ပြီးတွားရမယ်အတွက်ကြောင့်အဲ့အတွက်ကျွန်တော်စာရေးပြီးအစနစ်ထားတာအတွက်ကြောင့်အဲ့စာကျွန်တော်တစ်ချက် copy ပြုလိုက်ပါမယ် ျွန်တော်ဒီမှာအဲ့အတွက်ကျွန်တော်စာအစင်သေးရေးပြီးထားတာဥစ္စာရှိပါတယ်ကျွန်တော်ဒီမှာအားလုံးအစင်သေးရေးပြီးထားတာလေကျွန်တော်ဒီမှာဆိုလို့ရှိရင်တော့ဒီ page ရဲ့နာမည်ဒီမှာဆိုရင် travel to dubai ဆိုတဲ့ဥစ္စာနာမည်လေးထည့်ထားတယ်အားလုံးကျွန်တော်ပြီးလို့ရှိရင်ကျွန်တော်နာမည်လေးထည့်ထားတယ်ပြီးရင်ဒီ page နာမည်ထည့်ထားတယ်ဒီအောက်မှာဆိုရင်သူ့ရဲ့ page url link ပါညာအားလုံးထည့်ထားတဲ့အတွက်ကြောင့်မို့ဒီ link ကို copy ကူးပြီးမှဒီထက်ကျွန်တော်ထည့်သွားပါမယ်အဲ့အတွက်ကျွန်တော်ဒီစာကိုကျွန်တော်ဒီကနေ့တစ်ချက်ဒီဥစ္စာအားလုံးကျွန်တော်တစ်ချက် copy ကူးလိုက်ပါမယ် ကျွန်တော်ဖြစ်ပြတဲ့အကြောင်းအရာအသေးစိတ်ရေးပြီးသွားရပါမယ်ခင်ဗျာနော်ပြီးရင်အပေါ်မှာကျွန်တော် pitch လုပ်မယ်ကျွန်တော်ဒီမှာ pitch လုပ်ပြီးထက်သွားပြီးပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီဥစ္စာ second shot တစ်ချက်ဖြတ်ပြီးမှကျွန်တော်တို့မှာဒီ pitch quality အနေနဲ့ဖြစ်တဲ့ second shot ကျွန်တော်ထက်သွားမယ်အတွက်ကြောင့်ဒီဖက်ကိုကျွန်တော်တစ်ချက်နှိပ်ပြီးမှ second shot ထက်လိုက်ပါမယ် အားလုံးထက်သွားခဲ့ပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီဥစ္စာလေးတစ်ချက်အမှန်လေးချစ်ပေးမယ်ပြီးလို့ရှိရင်ကျွန်တော်ဒီဥစ္စာတစ်ချက်အမှန်ချစ်ပြီးမှကျွန်တော်ဒီကနေ့ဒီ submit report တို့တစ်ချက်နှိပ်ပြီးမှသွားလိုက်ပါမယ်ဒါကြတော့ primary step နဲ့ request တွေပြုတင်တဲ့ဥစ္စာ feedback လောက်တာဖြစ်ပါတယ်ဒုတိယ step နဲ့တော့ကျွန်တော်တို့ဒီ page မှာ straight ထိထားတဲ့ဥစ္စာနဲ့ပတ်သက်ပြီး request တွေပြုတင်သွားရမယ်အတွေ့အကြုံမို့အဲ့အတွက်ကျွန်တော် default တစ်ချက်လာမယ်ပြီးရင်ဒီဥစ္စာတစ်ချက်နှိပ်မယ် ကျွန်တော်တို့အဓိကအကြောင်းအရာပေါ့နော် corporate affiliate form ပေါ့နော်ကျွန်တော် pitch မှာအကြောင်းရင်းအမိမကျွန် straight ထိသွားခဲ့တယ်ဆိုရင်တော့ဒီ straight ကိုကျွန်တော်ဒီကနေ request submit တင်သွားမှာတွေ့ကြမှာဒီ user တစ်ချက်နေမယ်ပြီးရင်တော့ကျွန်တော်ဒီမှာဆိုရင်ဒီ page name နဲ့တစ်ချက် copy ကူပြီးမှထည့်သွားရပါမယ်ဖုန်းနဲ့လောက်သွားခဲ့တယ်ဆိုရင်လည်းဒီပုံစံအတိုင်းအားလုံး step by step line နဲ့ follow ရတယ်ပြီးလို့ရှိရင်ကျွန်တော်တို့လက်ရှိသုံးနေတဲ့ email တစ်ခုထည့်မယ်ပြီးရင်ကျွန်တော်ဒီ user တစ်ချက်နေမှာကျွန်တော်ဒီမှာဆိုရင်ကျွန်တော်တို့ရဲ့ page ရဲ့ url link တစ်ချက် copy ကူပြီးမှထည့်သွားရပါမယ်ပို့ပြီးမှစိတ်ချရအောင် နောက်တစ်ခုကျတော့ကျွန်တော်ဒီမှာ request တပြုတ်တင်ရမှာစာသားပါနော်အခုနစာသားပဲပြန် copy ပူးမယ်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာ check page လုပ်မယ်ပြီးရင်တော့ကျွန်တော်ဒီနေရာမှာ page quality အနည်းဆုံး second shot တစ်ချက်ထည့်မယ်အားလုံးထည့်လို့ပြီးတော့ခဲ့ပြီဆိုရင်တော့ကျွန်တော်ဒီဥစ္စာလေးကို submit နေပြီးမှတော်လိုက်ပါမယ်ဒီ quality ကို design ထားလိုက်ပါနော်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာဆိုရင်အခုနကတော့ဒီ gmail ထည့်တဲ့အတွက်ကြောင့်မို့ဒီ gmail မှာ code ရှင်းလုံးကြမယ်အတွက်ကြောင့်မို့ verify code တစ်ချက်ထည့်မယ် အဲ့တော့ကျွန်တော်မကုတ်ချလိုက်ခဲ့ပြီဆိုရင်ဒီကုတ်လေးဖွင့်မကော်ပီကူပြီးထည့်ပါမယ်ပြီးရင် confine ကိုကျွန်တော်တစ်ချက်နှိပ်ပြီးသွားမယ်ဆိုဒီမှာ I'm not robot ကိုလည်း verify တစ်ချက်လုပ်သွားမယ်အတွက်ကြောင့်ဒီဥစ္စာတစ်ချက်နှိပ်မယ်ဒီမှာ best car ဆိုရင်ကျွန်တော် best car တစ်ချက် select လုပ်ပြီးသွားပါမယ်ကျွန်တော်စာ verify ဖြစ်သွားခဲ့ပြီဆိုရင်တော့အောက်ကနေကျွန်တော် submit နေပြီးတော်လိုက်ပါမယ်ခင်ဗျာနော်ဒီနေရာမှာအချင်းအနှဲငယ်ကြာမယ်တိုက်ရိုက်ကျွန်တော်ဒီကနေ ဖြတ်ပြီးမှတော်လို့မရပါဘူးဒီဥစ္စာ successfully ဖြစ်သွားခဲ့ပြီဆိုမှတည်းကျွန်တော်ဒီကနေထွက်သွားရပါမယ်ခင်ဗျာနော်လောလောဆယ်ဒီကနေထားလိုက်ပါ तू ကဒီ Facebook support team ကို तू ကစာပို့နေလို့ဖြစ်ပါတယ်အခုမှဒီမှာ from semi successful ဆိုလုံးဝအောင်မြင်သွားခဲ့ပြီသူတို့ဘက်ကနေစစ်ဆေးပြီးမှ contact လုပ်ပြီးကျွန်တော်တို့ရဲ့ email ဖြစ်ပြီး support inbox ဖြစ်ပြီးသူတို့ရဲ့ reply ပြန်လာမယ့်အတွက်ကြောင့်ဒီဥစ္စာတစ်ချက် okay နေမယ်အကယ်လို့ကျွန်တော်တို့ request တွေပြုတင်တာမအောင်မြင်သေးဘူးကျွန်တော် page မှာ error ရှိသေးတယ်ပရိုဆက်ပါညာကျန်သေးတယ်ဆိုရင်သူတို့ကပြလိမ့်မယ်အဲ့လိုတစ်ချက်ပြန် ဖြည့်ရှင်းပြီးမှ နောက်တစ်ချိန် request တွေပြုတင်သွားရမယ်ဒါပေမဲ့ဒီ page ကကျွန်တော် subs attack ဒီနေ့နဲ့ဆိုရင်9ရက်လောက်ရှိတော့ခဲ့တဲ့အတွက်ကြောင့်မို့ဒီ page မှာဖြစ်နေတဲ့ error တွေဖြစ်နေတဲ့အမားတွေကျွန်တော်ကိုယ်တိုင်အသေးစားစစ်စစ်ပြီးမှအားလုံးအဆင်သင့်လုပ်ပြီးမှ request တွေပြုတင်တဲ့အတွက်ကြောင့်မို့လုံးဝအောင်မြင်သွားလိမ့်ပါမယ်နောက်တစ်ခုကျတော့ကျွန်တော်အကြောင်းကြီးအမျိုးမျိုးကြောင့် page quality အနေအားဖြစ်သွားခဲ့ပြီးဆိုရင်ကျွန်တော်ဒီကနေ့ request တွေပြုတင်သွားရမယ်ကျွန်တော်ဒီမှာစတူဖက်က mention လုပ်ပြီးစာသားတွေရှိအများကြီးရှိတယ်ဒီဥစ္စာအားလုံးဖတ်တော့ခွင့်နိုင်တယ်ကျွန်တော်ဒီဥစ္စာရှင်းပြမယ်ဆိုရင်အရင် ဗီဒီယိုရှိတော့ခင်မယ်ဆိုတဲ့အတွက်ကျွန်တော်ကျွန်တော် diet affiliate တင်ဖို့သွားလိုက်မယ်ကျွန်တော်ဒီနေရာမှာဆိုရင်တော့လက်ရှိသုံးနေတဲ့ email ကျွန်တော်ထည့်မယ်အတွက်ကျွန်တော်ကျွန်တော်ရဲ့လက်ရှိသုံးနေ email copy ပို့ပြီးထည့်လိုက်ပါမယ်ထည့်လိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်ဒီနေရာမှာတစ်ချက် page ကိုယူလိုက်မယ်ပြီးရင်တော့ကျွန်တော်ဒီမှာ request တွေပြုတင်ရမှာစာသားမှာနော်ပထမတစ်ခေါက်ဒုတိယတစ်ခေါက်တင်တဲ့ဒီစာသားဖြစ်တဲ့တတိယတစ်ခေါက်မှာတော့ကျွန်တော်ဒီစာသားလေးကို copy ပို့ပြီးမှထည့်သွားပါမယ်နော် ပြီးရင် page လုံးနဲ့ out ကနေ submit နေပြီးတော့လိုက်ပါမယ်။ဒါကြတော့နောက်ဆုံးအဆင့်အနေနဲ့ကျွန်တော် request တပြုတင်လိုက်ဖြစ်ပါတယ်။ဒီဥစ္စာလုံးဝအောင်မြင်သွားခဲ့ပြီဆိုလို့ရှိရင်တော့ကျွန်တော် page ကအချင်းတို့အတွင်းမှာ page ကစိမ့်လာပါမယ်။ဒါပေမဲ့ကျွန်တော် page ကအခုလိုမျိုး request တပြုတင်လို့ပြီးသွားခဲ့ပြီဆိုရင်တော့ကျွန်တော် page မှာအမားလုပ်ပြီးတော်လို့မရပါဘူး။ post content တင်တဲ့ခါမှာတေချာလေးသတိထားပြီးမှအဲ့ကဲလို့ဒီလိုမျိုးဘာလို့ဒီဘယ်လိုပြောမလဲဒီ scan number လေးတွေပါလာဆိုရင်ဒီအပေါ်မှာ sticker တစ်ခုခုပုံမယ်။အဲ့ကဲလို့အခြားအကြောင်းအရာနဲ့ပတ်သက်ပြီး ID အချက်လက်နဲ့ပတ် တက်ပြီးပါတယ်ဆိုရင်အခုလိုမျိုး sticker လေးတွေ bra ခံပြီးမတော်မယ်ဆိုရင်တော့ရတယ်အကယ်လို့ bra ခံပြီးမတော်ဘူးဆိုရင်တော့ Facebook AI ကနေ detect လုပ်လို့ရှိရင်တော့ ထိသွားခဲ့မှဆိုရင် page ကပြန်မစိမ့်ပဲ suspended ပါညာဖြစ်တော့ဘူးနိုင်တဲ့အတွက်ကြောင့်အထူးကြိုးစားဖို့လိုတဲ့ page quality အနေအားဖြစ်တာတော့အားလုံးတူပြီးမဲ့ page မှာတင်တဲ့ content တစ်ပတ်ချင်းတစ်ပတ်မတူတဲ့အတွက်ကြောင့်ကျွန်တော်တို့ request distribute တင်တဲ့ခါမှာသူ့ page နဲ့သူ live ဖက်အောင်စာတွေပဲရေးပြီးမှသူ့နဲ့သူတစ်ဆင့်တစ်ဆင့်ကျွန်တော်တို့ request distribute တင်သွားရပါတယ် request distribute မတင်ခင်အရှိမလွတ်ဆောင်ရ process လည်းအများကြီးရှိတယ်အဲဥစ္စာကျွန်တော်တစ်ချက်ပြမယ်ဆိုလို့ရှိရင် video အရင်ရှိသွားခဲ့မဲ့အတွက်ကြောင့်ပထမ video မှာကျွန်တော်တင်ထားပေးတယ်အဲဥစ္စာတစ်ချက်ပေါ်ချနိုင်ပါတယ်ခင်ဗျာနော် ။နောက်တစ်ခုကျတော့ကျွန်တော်ဒီ page မှာဆိုရင်အလုတ်ခေါ်ဆန်နဲ့ပတ်သက်ပြီးတင်လို့မရဘူး။အကယ်လို့အလုတ်ခေါ်ဆန်နဲ့ပတ်သက်ပြီးတင်မယ်ဆိုရင်သူကဒီလူကုန်ကူးမှုနဲ့ပတ်သက်ပြီးသူက straight ပါညာတည်ထောင်ဖို့နေတဲ့ကြောင့်အကယ်လို့အလုတ်ခေါ်ဆန်နဲ့ပတ်သက်ပြီးတင်နေဆိုရင်အလုတ်ခေါ်ဆောင်တွယ်ဝိုက်ပြီးမှတင်တော့လျရတယ်။အဲ့ဒီဥစ္စာနဲ့ပတ်သက်ပြီးသိချင်တယ်ဆိုရင်အောက်က comment box အစင်ပြောပြပါကျွန်တော်ဒီအလုတ်ခေါ်ဆန်နဲ့ပတ်သက်ပြီးစာသားတွေကို value ရှိမှထင်အောင်ဘယ်လိုတင်သွားရမလဲဘယ်လိုစီသွားရမလဲဆိုပြီးအားလုံးကျွန်တော်ပြပြပေးမှာဖြစ်ပါတယ်။ ဒီနေ့ဒီပြန်ဒီလောက်ပဲအားလုံးကျွန်တော်ကျေးဇူးတင်တယ်အကယ်လို့ဒီ page ကပြန်စင်းလာခဲ့ပြီဆိုရင်ကျွန်တော်ရဲ့ page ကျွန်တော် channel မှာ live group အနေနဲ့ကျွန်တော် screenshot ရိုက်ပြီးမှကျွန်တော်တင်ပြီးတော့မှဖြစ်ပါတယ်အဲ့အတွက်ကျွန်တော်ဒီမှာ live group အနေနဲ့ကျွန်တော်တခုပြပေးမယ်ခင်ဗျာနော်ဒီမှာတစ်ချက်ကြည့်မှဆိုရင်ဒီ page ကကျွန်တော်ကို page quality အနေအဖြစ်မှာ service add ထားတဲ့ဥစ္စာပေါ့နော်အနေအဖြစ်နဲ့ strike ကနှစ်ကြိမ်ထိထားပေါ့နော်အဲ့အတွက်ကျွန်တော်ဒီဖက်တစ်ချက်တောင်းမှဆိုဒီမှာကျွန်တော်ပြုပြင်ပြီးနောက်ပိုင်းမှာတော့ page က hundred မှ hundred percent စင်တော့ဖြစ်ပါတယ်ဒီဥစ္စာလည်း hundred percent စင်မယ်စင်တော့ခဲ့ပြီဆိုရင်ကျွန်တော်ရဲ့ page ကျွန်တော် ော် channel မှာ live group အနေနဲ့ second show ရိုက်ပြီးကျွန်တော်တင်ပေးမယ်ဒီနေ့ဒီမြန်တလပဲအားလုံးကျွန်တော်ကျေးဇူးတင်ပါတယ်